ဘယ်ချိန်မှာဘယ်လိုလုပ်မလဲတမ်ဘလိုနေမှာဘယ်လိုလုပ်မလဲတမ်ဘလိုတမ်ဘလိုနေမှာဘယ်လိုဝါရဖြတ်တယ်ဆိုတော့တို့တွေကအချိန်ခိုင်းလောက်ထားပြီးသားပါတယ်နော်။ဒါလေးကိုလည်းဦးဇင်းတို့ကဒါသုဒ္ဓကြီးဖြစ်ပါတယ်နော်။မြန်မာနိုင်ငံရဲ့ဒီအာဏာသိမ်းထားတဲ့စစ်ကောင်စီဒီမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါလို့ရုရှားမပြောထားဘူးနော်။ပြယုတ်မပြောထားဘူး။အဲ့တော့မြန်မာနိုင်ငံတရားဝင်အစိုးရဒီကာလမှာဘယ်လိုလဲသိလိုက်တရားဝင်အစိုးရပြည်သူ Hello Jeremy ဘာပီတူညီကိုမော်တော်မများအလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ် March လ28ရက်နေ့ကျွန်တော်တို့တောက်ချန်နေမှာလည်းပြန်မှာနောက်ဆုံးရရှိထားတယ်ပေါ့နော်တော်လန်တရင်ကောင်းတွေကိုတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ဒီဗီဒီယိုကိုစာဆုံးကြည့်ရှုပေးချဖို့မြဘာပီတူအလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ခါတိုင်းလိုပဲပေါ့နော်တရင်တူလေးတွေအယုံအဆုံးကြည့်လိုက်ရအောင်ပထမဆုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ ရော်ရီတန်ရေချီမြို့နယ်ငါတိုင်းချောင်းမှာရှိတဲ့နဂရစ်တောင်တောင်ချေအနီးမှာစစ်ကောင်စီတပ်နဲ့အေပူပေါင်းပေါ်ဝင်တဲ့တော်လိုက်ပူပေါင်းတပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့မှစစ်ကောင်စီဘက40ဝန်းကျင်ခန့်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မြန်မာနေမလား26ရက်နေ့ညပိုင်းမှာနဂရစ်တောင်ချေမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့မှစစ်ကောင်စီဘက40ဝန်းကျင်တေဆုံးခဲ့ပြီးတော့မှအလောင်းတွေကိုရေနံတာဆစ်ဆင်ရေးကြီးကဂျုံပြော်ဘက်ကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကွင်းကောက်ချင်းလဲလဲခုံကြီးအဲ့ဒီရွာတွေကတောက်လျှောက်ပုံကျဲခံနေရတယ်တီရာကုန်းပြလဲစစ်ကောင်စီကတ်လာတော့ ဘုံချက်ခံနေရပြီးတော့မှသုံးလေးလေးရဲ့ကာကင်စကန်လေးခုမှလည်းထိတွေ့တဲ့ပွဲတွေရှိတယ်။အနီနာယွာတွေကဆစ်ဆောင်ဖို့စ조사နေလို့ရေနတာကိတ်ကိုရိုက်ပိတ်ထားတဲ့ဆိုပြီးတော့မှဈေးတရင်မြက်ကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ကောင်းလိုက်တဲ့တရင်နော်။နောက်ထပ်တရင်ကောင်းသူဘုံအနေနဲ့ကတော့ဟင်ဒါခရိုင်လေးမြနာမြို့နယ်နဲ့ကွင်းကောင်းမြို့ကြားပတိမွန်ရလမ်းဘေးရွာတွေမှာတိုက်ပွဲလုံးပြင်းထန်နေပြီးတော့မှတိုက်ပွဲအဆောမြို့ဘက်ကိုအလင်းမြန်ရောက်ရှိလာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ AA နဲ့ PDF တွေအများကြီးပဲရောက်လာတာစစ်တပ်ကလေချောင်းကနေပြစ်တယ်တိုက်ပွဲရောက်လာတာတော်တော်လေးကိုမြန်တဲ့ဒီညကွင်းကောက်စိတ်မချရဘူးကြိုးချောင်းနိုင်ဖို့လွှမ်းနေတယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကွင်းကောက်မြို့နယ်လေးမိုင်ခါကွာမှာရှိတဲ့ပတိန်မွေရလမ်းပေးမူပိတုံကွင်းရွာကနေပြီးတော့မှစေတနာပန်းခင်းဆရာတော်ကနေပြီးတော့မှရောက်လာတာကအရန်မြန်လွန်းပါတယ် ကွင်းကောက်ဘက်ကနေမြို့မှာပြီးသူတွေဆစ်ဆောင်မဲ့ဆိုရင်600တလုတ်ထော်လန်းကိုအသုံးပြုပါပိနေကွင်းပန်းတော်ကြီးလန်းကိုလုံးဝမတော်ကြပါနဲ့ပတိန်မွန်ရွာလမ်းမကြီးပေါ်တက်လာကြပါပြီဆိုပြမရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့အားလုံးသိတဲ့အတိုင်းအခုဆိုရင်အေးနဲ့ပုံတဖို့နေရပါတော့ တိုင်းတုံတိုင်းစစ်စင်ရဆိုရင်အောင်မြင်နေတာပရမကျွန်တော်တို့ဒီပြီးမနဲ့ဆက်သွယ်ထားတဲ့ပတိမွန်ရလမထိတောင်မှရောက်ရှိလာတာပဲဖြစ်ပါတယ်အဲ့လိုမျိုးနေနဲ့ကျွန်တော်တို့ next ပြီးတော့မှသွားနိုင်မှာဆိုတော့အညာဒေတာမှရှိတဲ့တော်လိုင်းရဆုတွေနဲ့ပေါ့နော်ကျေးဆက်ပြီးတော့မြောက်လိုင်းတို့ရှိတဲ့နေပြီးတော့ထိတောင်မှတသိမ့်နိုင်မဲ့အခြေအနေကောင်းတဲ့ကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတဘို့အနေနဲ့ကတော့ပကူတန်ရန်ကုန်မန္တလေးလမ်းဟောင်းမှာ PDF တပ်တွေကနေပြမမနေ့ကလုံချွေးစစ်ဆေးမှုတွေဆောင်ရွက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ဒီနေ့လည်းရန်ကုန်ပြည်လမ်းနဲ့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်မှာ PDF တပ်ဖွဲ့တွေစစ်ဆေးမှုဆောင်ရွက်ခဲ့ကြပါတယ်။ရန်ကုန်မန္တလေးလမ်းမပေါ်မှာထိတွေ့မှုလည်းဖြစ်ခဲ့ပါတယ်ဆိုပြီးတော့မှရဲဘော်သူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့အရင်တော့လည်းပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ gate ကနေကိုကျွန်တော်ဘက်ကနေပြီးတော့မှတိုက်ခိုက်ပြီးတော့မှဒီအမြန်ကလမပေါ်ထိတက်ပြီးတော့မှပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှနေပြီးစုမှုမှုတွေလို့တဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဘောမလော်ဘီတိုက်ရတော့တော်တော်လေးလောင်မြန်နေကြတာပဲဖြစ်ပါတယ်အခုအချိန်မှာတော့ ကျတို့ PDF တဖို့ဝင်တွေကဆိုရင်ဒီလိုမျိုးအရေးပါလာတဲ့စစ်ကောင်စီရဲ့ပေါ့နော်အရင်ကထိန်းချုပ်ထားတဲ့အမြလမ်းမပေါ်တွေအထိတက်ရောက်လာပြီဆိုတော့စစ်ခွေးတတက်ရဲ့ပေါ့နော်နေဝင်ချင်းကတော့ကျတို့မကြခင်မှာမြင်တွေ့ရဖို့ချင်းတည်သလောက်ပဲဖြစ်ပါတယ်။ကဲကျတို့ဒီနေ့မနေ့ပထမဆုံးနေတဲ့အချက်မှာကတော့မြောက်လိုင်းတို့ရဲ့ပေါ့နော်နေဝင်ချင်းကလည်းတဖြည်းဖြည်းနှိကလာပြီတော့မှအခုဆိုရင်တံပိုးတွေအများကြီးရထားရပြီဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြမတေချာလေးသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျတို့စာကြည့်လိုက်ရအောင်နော်။မနေ့ကည7:00ဝင်းချင်းမှာ နေပြီးတော့တဲခွေတုံးမှာဈေးပြချီတက်ဖို့တဲခွေတော်တုံးတဲ့အဆောင်လေးကစစ်သားတွေကျန်စစ်သားစစ်ကြောင်းမှာအိတ်ဆောင်အလိုက်အိတ်ဆောင်လေးကဖက်စစ်တကစစ်သားတွေထိုးကြည့်တက်ပုတ်ကြရလို့သိရပါတယ်။အင်းညစာစာပွေလေးစီမံချီတက်ဖို့မတိုင်ခင် ်တည်တည်လေးတောက်ခွင့်ပြုတယ်ညသာစပွဲလေးကျင်းပမယုံလင်ကမဝကြီးသာအယူအရင်လေးကျွေးပြီးတော့အပြန်မှာမတောက်ဘူးမစားဘူးတာတွေစားတက်ပြီးတော့မူးယူးရံဖြစ်တယ်လို့ပေါ့အကြံဉာဏ်ပေးရပါတယ်အဲ့တော့နေပြီးတော့အိဆောင်မှာကဒီတဆောင်ကိုယာနဲ့ချီမိထားတာနေပြီးတော့စီယုံကျုပ်ကြီးဆိုတာတကယ်မျိုးကြီးတစ်မျိုးကိုတဲထားတာနေပြီးတော့စီယုံကျုပ်ထဲမှာစီယုံကျောင်းစေကအဆန့်ရှိတယ်မြို့တစ်မြို့ရဲ့ facility အကုန်ရှိတယ် ဲ့လိုအိတ်ဆောင်ကြီးတွေမှာအိတ်ဆောင်ဆောင်ရာနဲ့ချီတဲ့ဒီစစ်သားတွေထားတဲ့ဈေးပြချီတတ်ဖို့ပေါ့ဗျာအဲ့တော့အိတ်ဆောင်နှစ်ခုကစစ်သားတွေရိုက်ကြတယ်နှစ်ဖက်မူယူပြီးရိုက်ကြတာစကားဦးခေါင်းကွဲပြီးတော့တွေးထက်တန်ယူတန်ယာတွေနဲ့အတန့်လေစိုးရင်ရသူ၃ဦးရှိပြီးအရာရှိစစ်သား၁၈ယောက်လက်ရှိဈေးဝင်တန်ယာအဲ့တော့စစ်ကြောင်းမှုအစ်စ်ရှိတဲ့တရင်မှုတစ်ဦးက ဝိုင်းရိုက်ကြတယ်လို့သိရပါတယ်ဒီရံပွဲကိုတကကနိကအကြမ်းဖက်နေနေတက်ကချက်ချင်းလုံးလုံးကြီးတွေခုံယူကျင်ဆက်တွေတွေတုတ်ပြီးတော့လူစုခွဲရတယ်လို့ဆိုပြီးဆိုပါတယ်အဲ့တော့ဆေးပြကိုကြီးကျက်တဲ့ဘူချုပ်တင်ချက်လာပြီးတော့ဆဲဆိုချိန်ပေါင်းမင်းတို့ကိုဒီအခမ်းအနားပြီးအကုန်ချုပ်တဲ့ထဲ့မယ်ဆိုပြီးချိန်ပေါင်းသွားလိမ့်ရဲ့ဆေးပြအထမ်းအနားမတိုင်ခင်မှာဘီလာယုကလာတဲ့ဖတ်စစ်တကောင်ကိုလည်းစမိုင်းလင်းဖျားကိုသွားပြီးတော့ လိုက်ပို့တယ်လို့သိရပါတယ်။ smiling smiling လို့ပြောရင်တီတကူနဲ့သတိရပြီဗျာ။အဲ့တော့နောက်နေ့စေးပြနေ့မှာတော့ဒီရေဘော်ဒီတန်ရရတဲ့ရေဘော်16ကိုဖယ်ထားပြီးကျန်တဲ့လူတွေကတော့စေးပြအခမ်းအနားကိုခြိတတ်ပါတယ်။ရွတ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်ခုနပြောသလိုပဲဖတ်စစ်တဲ့မင်းအောင်လိုက်ရှစ်ကောင်းဆောင်ကိုခြိတတ်အလေးပြုတ်ပြောပြီးမှာငါတို့ဒီမုန်ချတေးရမြေအချိန်ပိုင်းသာလို့လို့ဒါတော့မှန်တယ်နော် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်ဒီဆေးပြားမှာတောင်းမှအချင်းချင်းပြန်ပြတော့မှတပ်ဖွဲ့ဝင်ကြတော့ကျတို့တွေ့တာမလို့မြောက်လိုက်နေစစ်တဲရပါနော်နေကုန်းချိုးရဆိုရင်မကြခင်မှာပဲဖြစ်လာတော့မယ်ဆိုတာအချင်းတွေပြောလို့ရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တို့ဒီအချင်းချင်းတောင်းမှပေါ့နော်ရိုးရင်းပျက်စီးနေတာဖြစ်ပြတော့မှအခုဆိုရင် ဒီတရွင်မှာလဲစကောင်စီကနေပြီးတော့မှအထက်ရရှိတွေကိုဖားပြီးတော့မှပေါ့နော်အောက်ချေကိုဖိနေတဲ့အကွက်တွေကိုထုတ်သုံးလာတာမလို့ကျွန်တော်နေကတော့ပြီးသူတွေစီလုံးပြီးတော့မှတိုက်ထုတ်မယ်ဆိုတော့2025ခုနှစ်အရဆိုရင်မြောက်လိုင်းနေတဲ့ပေါ့နော်ဟီကော့ပွိုင်းတောင်မှမချစ်ပွားနိုင်ဘဲနဲ့ထွေပြေးသွားမယ်နဲ့ဆိုတာကျွန်တော်တို့အခုဆိုပြောလို့ရနေတာဖြစ်ပါတယ်ဒီလိုမျိုးမြောင်းနိုင်တဲ့အိုးစုကနေပြတော့မှပျော်ပါနေတဲ့အချိန်မှာအောက်ခြေကစစ်ခွေးတွေပေါ့နော်ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် မလ26ရက်နေ့က180မြောက်တမရော်နေ့အထိတ်အမှတ်ညစာစားပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီညကအမှတ်တမ်းတပ်ပုံတပုံမှာတက်ချုပ်ကြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားစစ်ဖက်အရာရှိကြီးနဲ့ဝိုင်းခွတ်တိုက်ပြီးပျော်ရွှင်နေတာကိုတွေ့ရပါတယ်။အဲ့ဒီလိုတက်ချုပ်ကြီးကညစာစားပွဲတက်ရောက်ပြီးဝိုင်းအရာသာကိုခန်းစားကစိန်ခံပျော်ရွှင်နေချိန်မှာဗမော်နဲ့အင်းတော်တို့မှခန်းစစ်ဆင်နေကြရတဲ့တက်မရော်သားအရာရှိစစ်သည်တွေဟာရင်းနဲ့ရိတ်ခါလုံလောက်အောင်မရကြတဲ့အပြင် မကြခင်သိမလားအဖမ်းခံရမလားတွေ့တော်ကြောက်လန့်နေကြပါတယ်ခေါင်းဆောင်ကောင်းတယောက်ဆိုရင်ဒီလိုအချိန်မှာဘိုင်းခွက်တိုက်ပြီးပျော်ရွှင်သင့်ပါသလားဆိုတာကတော့အောက်ခြေကအရာရှိစစ်သည်တွေစင်စာတွေ့တော်တင်တယ်လို့သုံးသပ်တင်ပြလိုက်ရပါတယ်ရှင်ဒါလည်းမှန်တယ်နော်ကျတို့တေချလေးကိုစင်စာကြည့်မယ်ဆိုရင်အောက်ခြေကကောင်းနေရတယ်ပြတော့မှထွေးချွတ်ခံအဆင့်နေနဲ့မြောက်လိုင်းတို့အတွက် တိုက်ပင်းရတဲ့အချိန်မှာမြောင်းလိုက်တို့ကတော့အောက်ခြေကောင်တွေကိုတောင်မှလုံးဝကိုလက်မချိပန်းနဲ့အခုဆုံးပြောပါနေကြတာပဲဖြစ်ပါတယ်။တကယ်တမ်းတွေးကြည့်မယ်ဆိုရင်တို့အနေနဲ့နားတင်းနေတာဖြစ်ပြုံးမှာကျွန်တော်ပီသူတွေဘက်ကနေပြုံးမှာလက်ကမ်းပြုံးမှာပေါ့နော်ခေါ်နေတဲ့အချိန်မှာအလေးမြတ်ဆုံးကုပြောင်းပြုံးမှာလင်းဝတ်တင်းနေပြီဆိုတာတို့ကိုယ်တိုင်စိတ်ပိုင်းဖြတ်တင်းနေပြီပဲဖြစ်ပါတယ်။ ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့ဘက်ကနေပြတော့မှကာပါဆာဆလင်းနေယုံတွေကိုသာတင်နိုင်မယ်ဆိုရင်မကြခင်ပါပဲမြောက်လိုက်တို့ဇက်သိမ်းသွားမယ်ဆိုပြတော့မှာပါနော်ပြောဆိုလာတဲ့ကျွန်တော်တို့စည်ရေးနိုင်ငံရေးဝေဖန်လေးလာသုံးသပ်သူဖြစ်တဲ့ဦးတန်းစွန်းရဲ့ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်နောက်၃လလောက်အတွင်းမှာကျွန်တော်တို့အပြင်းထန်ထိုးစစ်ဆင်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်နိုင်မယ်ဒီလုပ်ငန်းတွေရပ်ဆိုင်းသွားမယ်ဆိုရင်စစ်တပ်ဟာကျွန်တော်တို့လုံးဝဥကျသွားနိုင်တဲ့အခြေအနေဖြစ်ပါ၃လပဲနော်အဲအဲ့ဒီဟာနေပြီးတော့ကျွန်တော်တို့ဘကူအဲ ဘဂုတိဝဏ္ဏပေါ့ဗျ။နော်။ဘဂုတိဝဏ္ဏဘဂုတိဝဏ္ဏဝင်ကအခုညောင်ချီတော့ညောင်ချီတော့နားမှာလဲတချို့ရှိတာကိုအဲ့ဒီကပ္ပစာ၃နှစ်ခုလောက်ရှိနေတယ်။နော်။ကပ္ပစာ၃နှစ်အေယောဒီအနောက်ချမ်းကိုသိမယ်လို့အဲ့လိုနားလဲရတော့။ဟုတ်။အဲ့တော့အဲ့ဒီဟာအေယောဒီတောင်ချမ်းပေါ့ဗျ။အာအဲ့တော့အေယောဒီရဲ့အရှိချမ်းကြတော့အဓိကအဖြစ်အခုကဘာလဲဆိုတော့အေယောဒီရဲ့အရှိချမ်းမှာကြတော့ကျွန်တော်တို့ KNU ရဲ့လှုပ်ရှားမှုကလေ KNU ကမြို့တွေသိမ်းတာမဟုတ်ဘူး။မြို့တွေသိမ်းမှုကြီးရတာမဟုတ်ဘူး။ အခုဟာဗျာပြောရလို့ရှင်မြို့တွေသိမ်းတာမခက်ဘူးဒါပေမဲ့မြို့တွေထင်းရတာခက်တယ်อืมအဲ့တော့မြို့ထဲမှာသူ့ရဲ့စစ်တပ်တပ်ရင်းထဲမှာစစ်တပ်နော်ခေါင်းမဖော်ရဲအောင်မြို့နေလို့ရှင်ကြံတဲ့ဒေသတခုလုံးလူလူတရားလုံးကိုစီးယုံနိုင်နေဆိုတဲ့အနေအထားပေါ်မှာတံမိုးပေးပြီးတော့အခုကတော့တိမ့်ပိုက်ဖို့မကြိုးစားကြတော့နော်အခုတဖြည်းဖြည်းဝိုင်းပတ်ခြေပူးကြီးပိတ်ဆို့ကြီးအဲ့လိုလုပ်ပြီးတော့လက်နဲ့ချခိုင်းတဲ့ အဲတော်လိုင်းကြီးอ่ะအဲ့ဒီအဆင့်ကိုချက်ပြီးတော့တွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဟုတ်ကဲ့အဲ့တော့အာ ERI ရဲ့အရှိပိုင်းကလည်း GNU ကဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရှိမြောက်ဆိုတဲ့ပြဿနာကလက်ရှိဘဝပြည်ရဲ့ຫນွေဥတော်လိုင်းကြီးဒီနေ့ကဟိုကဟိုသူကမတူတဲ့အနေအထားတရားဖြစ်တဲ့အတွက်အဲ့ဒီအရှိမြောက်ကရရှိခဲ့တဲ့အောင်ပွဲတွေရဲ့အရှိန်ကိုကြံတဲ့အင်အားစုတွေကဆက်လက်ဆုတ်ကန်ပြီးတော့ကျွန်တော်တို့တော်လိုင်းစစ်ပွဲကို ျွန်တော်တို့ပူဆောင်သွားကြဖို့ပါအဲ့တော့ခုနကပြင်ဆင်ရေးအဆင့်နေပြီဆိုရင်ကျွန်တော်တို့တင်ငန်းပြည်ဟာတိုးစစ်တွေလုပ်ဖို့ပါအဲ့တော့တကယ်တမ်းနေပြည်တော်ကိုစစ်ကြောင်းအားလုံးခြိတက်ကြလို့နော်လွန်ခဲ့တဲ့3နှစ်လောက်က NUG ကကြွေးကြော်ခဲ့ပေမဲ့နော်ခြိတက်နိုင်တဲ့စစ်ကြောင်းကတကြောင်းမှမရှိအခုကတော့ခြိတက်နိုင်တဲ့စစ်ကြောင်းအားလုံးပြင်ဆင်ပြီးနေဘိုးရုံးမပေါ်မှာလည်းပြင်ဆင်ပြီးနေနေပြည်တော်မှာလည်းနေပြည်တော်တပ်မဟာတခုတောင်ထူထောင်ပြီးပြီ အဲ့တော့ကျွန်တော်တို့နေဦးတော်လှန်ရေးအဆုံးသတ်စာမျက်နှာတွေဟာ2025ခုနှစ်မှာကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့ဝိုင်းဝန်းပြီးတိုက်ခိုက်ကြမယ်ဆိုလို့ရှင်စာသင်ခန်းရောက်ရှိနိုင်ပါတယ်ဒီမှာဦးသားဆိုးနိုင်ပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဘက်ကနေပြန်တော့မှစစ်စီလုံးလုံးနဲ့အလုံးစုကမြောက်လန်တို့အစုကိုဒီနေ့ထဲမှာပြီးတိုက်နိုင်မယ်ဆိုတော့ကျွန်တော်တို့ဒီတော်လှန်ရေးအောင်မြင်မှုရရှိနိုင်တဲ့ဆိုတဲ့အကြောင်းကိုအခုဆုံးအချက်လက်ချက်ချက်နဲ့တွေ့ရတာပဲဖြစ်ပါတယ် တဖွဲ့အားလုံးတီတီကနေပြမလဲပေါ့နော်ပြင်စမှုများစွာပြုလုပ်ထားတာဖြစ်ပြမမြေပြမဆုံးလဲကျွန်တော်ဘက်ကနေပြမတာစီနဲ့အောင်ပွဲတွေရရှိနေတာဖြစ်တယ်တဖက်ကနေပြတော့မစကောင်စီအနေနဲ့ပေါ့နော်တိုင်တန်းရှုံးနေတဲ့အချိန်မှာပြပကွန်ကြီးရီယိုပြတော့မကျွန်တော်တော်လိုင်းဖြိုခွင်းဖို့စူးစမ်းနေပေမဲ့ပြီးသူတွေအလုံးရထောက်ကမှုရရှိထားတဲ့ပေါ့နော်ကျွန်တော်တော်လိုင်းရရဲ့ဘော်တွေကဆိုရင်ခုချိန်မှာတော့ဆေးအားတစ်ကြွဆောင်နဲ့မြောက်လိုင်းတို့အစ်ခွေးတတိုက်ကိုဖြိုချနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့မြောက်လိုင်းတို့အားအားကိုရထားတဲ့ပေါ့နော်ကပါဆာစနစ်နေရုံနဲ့ပင်စစ်ဌာနချုပ်တွေလည်းကျွန်တော်ဘက်ကနေပြတော့မအပီးတင်ပိုက်နေမဲ့တရင်တွေချဖို့ရှိနေတာပဲဖြစ် ြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဘောမရက်ကွာဇော်ဘုန်းရဲ့ပါနော်။ချောကိုလီလိုတဲ့ကိစ္စတွေရဲ့ပြီးတော့မှသူရဲ့ခွေးချင်းခွေးချံပြုမှုတွေကိုဒီစစ်ကောင်စီတတတူကနေပြီးတော့ပါနော်။ဖော်ထုတ်ထားတဲ့အားလေကျွန်တော်တို့တစ်ချက်ချင်းလိုက်ရအောင်။ဟုတ်ပါတရားရမလို့မေးလို့မေးလို့ထောင်းလိုက်တယ်ပါလုံးမမေးလို့ ချောင်းနေမင်းအမေကိုလိုလို့လားမင်းအမေကိုငါလိုလို့လားဟဲ့အောင်မင်းအမေလိုလို့မင်းတိခိုးတယ်မဟုတ်ဟဲ့အောင်မင်းအမေဘယ်ဘက်စင်ကလဲပြောလာနိုင်လို့မင်းဘက်စင်46ကဘက်စင်46ကဘူဘူကြီးရေမရအောင်မင်းချောင်းတော်နိုင်ထားတဲ့ဟာကြီးအကုန်လုံးတက်တည်ရှိတယ်ဘူမေကိုလိုရဲ့ဘက်စင်46ကလည်းဘာလို့လဲပေါ်ပြီနော်ဇော်ပွင့်ဟာမင်းကသွားနိုင်တာမင်းကဘက်စင်49ကောင်းပါလေဟာဒီကောင်တွေကတော့ရှေ့စင်တော့စင်ပဲနော်ခင်မတော့ငါလို့ ခင်မတော်လုံးမပေးတဲ့ကောင်ဆိုတော့မင်းကအထာမထားဘူးလေမင်းပတ်စီ46ကဘူကြီးရဲ့မရဘူးမင်းတော့ကြောင်တာလေမင်းအားလားမင်းအားမင်းမလို့ရလို့လားမင်းစောက်ခွက်တော့မပြရဲပဲနဲ့ငါအဖေကဒီရက်စီပတ်စီဘလောက်ငါမိတ်ဆွေသုံးတဲ့တဲ့မင်းတို့ကောင်တွေပူးတတ်တယ်တဲ့လားမင်းတို့ကောင်တွေတိုင်းပြည်ဖြစ်တဲ့ကောင်တွေနော်မှတ်လားတော်တော်မေးလို့မင်းမင်းတော်တော်မေးဟေးဟေးဇာချီစောက်ကပြလိုက်ဇာချီစောက်ကပြဒီမှာမင်းတို့ లై မှာကြည့်နေတယ်စောက်ကပြအေးမင်းဦးတော်ဘူးကနေမင်းကိုရိုက်ဖို့မင်းကိုရိုက်ဖို့တော်ကအေးငါပြောတာလေလားမင်းဦးတော်ဘူးကမှာဦးတ နေပေါ့မင်းရိုက်မှာမေဖုန်းနံပါတ်လေးတော့ဒီမှာ line ပေါ်မှာတက်သွားပြီနော်မင်းလည်းသတိထားအောင်အာလီလိုရပါလားအာလီလိုရပါလားအာလီလိုရပါလားမိုက်တယ်နော်ဒီကောင်တွေတော့အာလီလိုရပါလားအေး line ပေါ်မှာမေဖုန်းနံပါတ်လေးတက်သွားပြီလို့အာလိုရပါလေလို့အေးမင်းစောက်တော်သားလေးကိုသွားပြောနော်မင်းစောက်တော်သားလေးကိုသွားပြောအဲ့ဖုန်းနံပါတ်လောက်ကိုလာခေါင်းထဲကိုမထည့်ဘူးရှင်းလိုက်ရအောင်အေးအဲ့ဆိုမနေ့ပြန်ခေါင်းဟေးအောင်မနေ့ပြန်ခေါင်းဖမ်းခိုင်းလိုက်ကွာမနေ့ပြန်မင်းခေါင်းဖမ်းခိုင်းလိုက်မနေ့ပြန်နေမဟုတ် ဒီလိုမျိုးဦးဘူထောင်ဘူကနေစီရိုက်မှာနော်ဒီလိုဟုတ်မလက်ပြန်ငါ့ကိုဖန်ခိုင်းလိုက်အဲ့လိုဖန်ခိုင်းမှာဖန်ခိုင်းပေါ်ဖန်ခိုင်းနေဘူးမျိုးဖိမလို့မှာဟုတ်မလက်ပြန်ဖန်ခိုင်းလိုက်မလက်ပြန်ရင်ဖန်ခိုင်းလိုက်ဒီလိုဒီလိုမျိုးမင်းတရားမရအောင်ကျွန်တော်နိုင်တာနော်ဟုတ်အေးမင်းကမင်းကသွားကြီးလာတကသွားပြောလေ40ခွန်က40ခွန်က40ခွန်ကကောင်မလေးကိုမင်းတစ်တော့မှာမင်းသွားပြောတာလေဟိုကောင်မလေးကငါ့ကိုမင်းသွားပြောတဲ့ဆက်ဂရင်ရှော့တွေပို့ပြီးပြီနော်ဒီလိုမင်းနေပြီ ေပစံနေနေမေပစံနေညင်ညီပြီးတောင်းနေနေပြီးတော့ဘေးလေဘာလို့လဲဘာလို့လဲငါပြောကြည့်ပါအောင်ဘာလို့လဲငါပြောပါမင်းကတော့နာမည်တွေမပြောရဲဘူးဟောမင်းကအဲ့ဒါတော့မလို့မင်းတို့ကပူးတက်လို့ပြောတာမင်းကမလို့အမလေးနေဒီတော့ဘဲကြီးို့တဲ့ကျွန်တော်ကလည်းပတ်စံတောင်းပါလေတဲ့ကျွန်တော်ဆောက်ခွနဲ့ပြတာဘဒူလဲလို့ပြောတော့မပြောရဲဘူးတခေါမှမပြောရဲဘူးကြည့်လားဆိုပြီးတော့ နော်မင်းလူမကားကားဝယ်ကားကားဝယ်လိုက်တာစစ်သားတွေအတွက်ဆိုပြီးတော့မင်းဒီလိုလူကြီးစီကပတ်စံနေတော့အဲ့အဲ့ဒီတက်တဲ့ကြီးလည်းအကုန်ရှိရနော်နေမို့နေပြီးတော့လူကြီးဆိုတာဘယ်သူလဲလို့နော်မင်းလူမင်းတိမာပါခွာကဲမင်းမပြောရဲဘူးမလားမင်းနာမည်ပြောလိုက်လေဒီကောင်တွေတော့ချင်းချင်းကို깟ကုန်ပြီနော်အခုစံဇော်ဘုန်းရဲ့အရင်ကဒီပြုတ်ခဲ့တဲ့ပြုတ်မှုတွေရပြီးတော့မှသူ့ရပေါ့နော်ဒီဘူကြီးရဲ့မင်းမောက်တော်မှာခိုးစားခဲ့တဲ့ပြုတ်မှုတွေကိုဒီစစ်ကောင်စီတတ်တတ်ဦးကနေပြီးတော့မှ ဖော်ထုတ်တော့တာပဲဖြစ်ပါတယ်ဆိုတော့စကွန်စီတပ်ဖုံတွေလော်ဘီတွေကပေါ့နော်အဲ့လိုမျိုးအကျင့်တွေရှိတာပထမအခုဆိုရင်သူတို့တတွင်းယူရင်ပြစင်းနေရတာကလုံးဝမထူးထူးဆန်းတော့ဘူးဆိုတာကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဇော်ဘုံရဲ့လူမျိုးခိုးစားတဲ့အကျင့်တွေနဲ့ပေါ့နော်ဂျာကူလီဒီကိစ္စလို့တဲ့အားတွေပေါ်မှာမိဘပြည်သူတွေရဲ့အမြင်တွေကိုခြာပြီးပေးခဲ့ချက်ဖို့ချင်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အရေးချုံပေါ်ကုတော့ကနေပြီးတော့မှဗီဒီယိုတွေနဲ့တော်လိုင်းရေးပေါ်တွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်တကယ်လားပါလဲဆိုလို့ရှိရင်ဦးဇင်းတို့ဗန်ဝဲပြန်မှာ ရပါတော့ဟိုဘက်ကတော့ဝန်းနဲ့လာချတယ်ဒီဘက်ကဘလို့ကြီးတယ်ဘလို့ကထိခိုင်းတယ်ဘလို့တွေဖြစ်လာတယ်ဆိုတော့ဝါရဖြတ်တဲ့နေလာတင်နေပါလေကနော်ဝါရတင်နေနေပါလေအမှန်ပဲလေနော်ဒေါ်ချတာကတော့ဟိုဘက်ဒီကိုဘက်ကလည်းမမကချတယ်ပဲဒီဘက်ကလည်းဟိုဘက်ကလည်းတော့လာချရင်ချမှာပေါ့ဒါထူးဆန်းမဟုတ်တော့ပါဘူးကနော်ထူးဆန်းမဟုတ်တော့အဲ့တမလို့နေပါမှာသူတို့ကပြည်သူကိုထိုက်တက်လာပြအောင်ဝါရတိမ်မင်းလည်းပါသွားတယ်ဆိုကြသူတို့ရဲ့ဒီဘက်ကိုသူတို့ဖြစ်တယ်ဆိုကြတယ်ကျွန်တော်တို့အားလုံးကသဘောပေါက်ဖို့လိုပါတယ်ဗျာနော် ဒါဥစဉ်ပြောပြီးပဲတခါလူတို့ဘက်ကစိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြည်သူတွေထိတ်တလန့်ဖြစ်အောင်လုပ်ဖို့ကတော့လူတို့တွေကဘယ်ချိန်မှာဘယ်လိုလုပ်မလဲတက်မလို့နေမှာဘယ်လိုလုပ်မလဲတက်မလို့တက်မလို့နေမှာဘယ်လိုဝါရဖြတ်မလဲဆိုတော့လူတို့တွေကအချိန်ခိုင်းလုပ်ထားပြီးသားပါတယ်နော်ဒါလေးကိုလည်းဥစဉ်တို့ကဒါလွတ်တာချင်းဖြစ်ပါလေနော်အဲ့တော့ပရောဂျက်တာကဘန်ဝေးမှာဘာမှဖြစ်ပါဘူးဗျအေးဆေးပါကြနော်အေးဆေးဆေးနဲ့ဘန်ဝေးရဲ့ဟိုဘက်တွေအကုန်လုံးအကုန်လုံးအေးဆေးဆေးပါတယ်နော်အခုတော့ရှိတာခိုးဘက်ကထိုးစစ်ဆင်ပြီးခိုးဘက်ကတော့ဒီနှစ်ယောက်တူတဲ့နှစ်ယောက်အလျာကို live ရှင်းနေရတယ်ခင်ဗျဒါတော့ live ရှင်းပြီး live မှာ ါတော့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဗျာနော်ဒါလေးကိုတော့အလုံးဒါတည်အောင်ဒီနေ့ကဒါကတော့ပြည်သူများအလုံးခြားတာကြီးဖြစ်ပါတယ်ဗျာနော်ဂျဲနေတဲ့နေကိုမယုံမှုပါဘူးဗျာနော်ရှေ့လျှောက်ပြီးလာတတ်မလို့ပါထီးထီးရောက်ဆိုရနဲ့ဒါခုစစ်ဆင်းနေတယ်ဆိုတော့အလုံးဒီစစ်ချင်ပါတယ်ဗျာနော်အလုံးဦးစစ်ပြောပြီးပဲကောင်းတဲ့တဲ့နေကိုပဲအလုံးကြားရမှာပါဗျာနော်ကောင်းတဲ့တဲ့နေကိုဒီနိုင်ငံတကာနဲ့ပဲကြည့်ကြည့်ဘလို့ပဲကြည့်ကြည့်ဦးစင်းလို့ဘက်ကလက်ရှိအနေထားမှာတော့အပေါင်းလက္ခဏာပဲထွက်နေပါတယ်ဗျာနော်နိုင်ငံတကာနဲ့လည်းအပေါင်းလက္ခဏာထွက်တယ်ပြည်တွင်းမှာလည်းထိုက်တက်လောက်တာအပေါင်းလက္ခဏာထွက်တယ် အားလုံးရှိတ်လျှောက်ပြီးဝန်ကြီးဘွဲကောင်းနဲ့ကြည်ရပြီးမှမင်္ဂလာတည်နေဖို့ပဲဂျာမြန်မာနိုင်ငံကြီးပြောချင်တာတော့အများဆုံးငြိမ်းချမ်းအေးချမ်းတော့မလို့ဦးစင်တော့တုံ့တက်မိပါတယ်ကနော်ဒါဦးစင်ရဲ့တုံ့တက်ချက်ပါငပေါ်တော်တော့ဗောနာခုချိန်ထိသူတို့အနိုင်ရရှိတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေကိုဒီစိုက်ဝါထဲနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကြာဆုံးခန်းနေရဆိုတော့ကျတို့နေ့စဉ်သတင်းမှာတွေ့နေရတာမလို့ဒီကောင်တွေဘယ်လောက်ပဲလော်လော်ဗောနာမြို့ပြည်သူတွေကတော့သတင်းမှန်တွေကြည့်နေရတာမလို့ လုံးဝမမိုးတော့တာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေ lobby အနေနဲ့လူမျိုးဆက်လက်ပြီးတော့မှမယူရဆန်ပြီးတော့မှပေါ့နော် ပြည်သူတွေကိုချင်းချောက်ပြောဆိုတာတွေပြီးတော့မှတပ်ဖြစ်ဖို့လို့ဆောင်နေဦးမယ်ဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှဇိုရိုနဲ့ပေါ့နော်ထက်တင်လေးဥပဒေပြည်တယ်တွေကိုချမှတ်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် video တပုတ်အနေနဲ့ပြူခွေးတကောင်ဖြစ်တဲ့ဦးစွဲဆိုတဲ့ငနေကနေပြီးတော့မှရောပြည်သူတွေကိုဘယ်လိုမျိုးအားချောင်းပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်မင်္ဂလာပါကျုံနာမယ်ဦးစွဲပါနှစ်၈၀မြောက်တပ်မတော်နေကိုကိုယ်ယူတော်အဖြစ်ဒီနေ့ယူလိုဖောင်းလေးနဲ့တင်လိုက်ပါ อืมเออ PDF ดิท่อปูดิตะบုံดิหรอง่าเยมั่นเนี่ยมาဝင်ลาပြီးတော့အဖိုးကြီးလာခဲ့စမ်းมาလို့ပြောတယ်မင်းတို့တတိထားง่าอยู่ท้องဝင်ထားดิမင်းတို့ຊິဘယ်နေ့ရောက်မလဲတော့မသိဘူးပေါ့ဒါပေမဲ့ငါတို့တွေကစစ်တပ်ထဲမှာစစ်တိုက်ခဲ့တော့လည်းရွေချက်မရှိခဲ့ဘယ်နေ့ဒီမှာလဲစိတ်ဝင်သားဒီလိုပဲတိုက်ရင်ခိုင်ရင်တည်သွားတဲ့ငွေချင်းတွေလည်းအများကြီးပဲเนาะအဲ့တော့ငါတို့ကတနတ်ထမ်းပြီးလမ်းလျှောက်နေရတော့တိတ်ပြင်းတော့ကောင်းတယ်တိုက်ပွဲရှိမှပျော်တာเนาะ တိုက်ပွဲပြောတယ်စစ်သားကြီးတွေပေါ့ကွာအဲ့တော့မင်းတို့ကဖိတ်ခေါ်နေဟုတ်လားအခုကြီးရခိုင်လာခဲ့တော့ချမ်းမြောက်လာခဲ့တော့လာခဲ့မယ်လာခဲ့မယ်မကြောက်နော်တတိတော်ထားပါငါတို့ကတော့ရောက်ပြီဆိုရင်တော့စစ်ဦးဘလူးကွာလုံးစင်တာအကုန်လုံးပဲကောင်းတယ်နော်အဲ့တော့ဘာပဲပြောပြောတပ်မတော်ကြီးမှာတာဝန်ထမ်းဆောင်နေတယ်လက်ရှိတာဝန်ထောင်းဆောင်နေတယ်နောင်တော်တွေညီတော်တွေညီငယ်လေးတွေပေါ့ကွာလေးစားပါတယ်နော်ယောက်ျားတွေမှာမှစစ်သားဆို အဖိုးကြီးမင်းရှိရစစ်ခွေးတားပေါက်တွေဟာဆွန်လဲပေါ့နော်ရှေ့တန်းမသွားခင်မှာအဲ့လိုမျိုးအားထုတ်ခဲ့တာဒီကောင်လည်းရှေ့တောင်းသွားမယ်ဆိုတော့ပေါ့နော်တခါတည်းမျောစာဖြစ်မယ်ဆိုတာကျွန်တော်ပြောလို့ရတာဖြစ်တယ်ကျွန်တော်တော်လိုင်းရဲ့ဘော်တွေရဲ့ဒီလေယုံရီနှလုံးရီတွေကတော့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့မိုးနဲ့မြေလိုကွာနေတာဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်အောင်ပွဲရရှိနေတာကပြည်သူတရားလုံးရထောက်ခံမှုတွေနဲ့ပေါင်းစပ်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေတိုက်ထုတ်နေတာမလို့ဒီကောင်တွေဘလို့ပဲအချောင်းချောင်းပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှအနိုင်ရရှိမှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးပြီးတော့တဘောနေနဲ့ကိုဆရာနေပြတော့မှမြောက်လိုက်တော့စစ်တပ်ရဲ့ပေါ့နော်နေဝင်ချေရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းကိုတရားလေးပြောပြထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အဲ့ကျွန်တော်နိုင်ငံမှာကြည့်လိုက်မယ်ဆိုရင်ဟိုရွေးကောက်ပွဲကိုစစ်ကောင်စီကမဖြစ်နေကျင်းပမယ်လို့မြောင်းနယ်တတွင်တွင်ပြောနေတယ်။အဲ့တော့ရွေးကောက်ပွဲဘာကြောင့်ကျင်းပမလို့လဲလို့ပါလေ။ဒီရွေးကောက်ပွဲမှာမထွက်ရင်မြောင်းနယ်မှာထွက်เสียရပေါ့မရှိတော့ဘူး။ကျူလာတစ်ပတ်ပဲရှိတော့။ကျူလာပေါ့ကြတော့ထွက်လို့မရဝင်မရ။ဒါကြောင့်မို့လို့မြောင်းနယ်နိုင်ငံရွေးကောက်ပွဲကိုရအောင်ထွက်မယ်လို့ပြောတာ။ အဲဟိုမတိခင်မှာဤတစ်ချက်ပေါက်တယ်လို့ပေါ့နော်ဒီတိရိစ္ဆာန်တို့အပါဝင်စစ်ကောင်းဆောင်တွေကိုလူဝေးကသွားကတော့တယ်လို့ဓာတ်ပြရတယ်ဒါဟာလဲဒီအာနာရှင်တွေရဲ့နောက်ဆုံးလုတ်เสียမှာရှိလုတ်တင်လုတ်ထိုက်တာမှန်မတိမလုတ်တင်မလုတ်ထိုက်တာမှန်မတိနော်တစ်ချိန်ကဘာမှမတိဘဲနဲ့ကြောင်ထုတ်ခဲ့တဲ့ကောင်တွေအခုမှအဲပလင်ပေါ်ဆွတ်တင်ခုံပေါ်ဆွတ်တင်ပြီးတော့ထိုင်ကတော့လည်းလုတ်ရပြီးမှဒါအာနာရှင်တိုင်းလုတ်ရလုတ်ရဒါနောက်ဆုံးထပ်တဲ့အချိန်မှာပေဒန်နီးဟုတ်လားဘာဖြစ်ဇောပနှစ်ချက်တန်းတယ်လို့ပဲဒါအာနာရှင်တွေကဂရာဖီတော့နဲ့တယ်လို့ပဲဂရာဖီနောက်ဆုံးနေ့ရက်များကိုကြည့်လိုက်ပါ အနာရှင်ဂရာဖီဟာတိုင်းပြည်ပေါ်ဘလောက်အထုတ်ခဲ့တယ်ဂရာဖီရဲ့နောက်ဆုံးနေ့ရက်အချိန်မှာဂရာဖီဘာတွေလုပ်ခဲ့တယ်ဘလို့ကျင်ညာခဲ့တယ်ပြည်သူပေါ်ဘလို့ဆက်လိန်ခဲ့တယ်အဲ့ဒါတွေအားလုံးဒီယနေ့မင်းအောင်နိုင်လုပ်နေတဲ့ ပုံနဲ့တစ်ထပ်သေးပါပဲဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာအနာရှင်တွေဘလောက်ပဲပေါ်လာခဲ့ပေါ်လာခဲ့ဒီမင်းအောင်နိုင်အချိန်မှာတော့ဒါနောက်ဆုံးထုတ်ငင်းရမယ့်အချိန်မဖြစ်ဘူးနော်အခုဆိုရင်ဒီလက်ရှိအာဆီယံရေခင်းအာဆီယံရေခင်းမှာဒီထိုင်းနိုင်ငံအစည်းအဝေးမှာမင်းအောင်နိုင်လာမယ်လို့ကြားသိရတယ် ဒီပုံမှာလည်းတော်လည်းအင်အားစုတွေအခြားတော့ရက်ဖက်ဖွဲ့စည်းတွေတော်တော်ကန့်ကွက်ကြတာတွေ့တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကမင်းအောင်မှန်ရဲ့အနေထားကဟိုသူ့ကိုအာမခံတဲ့တရုတ်နဲ့ရုရှားတောင်မှဒူဒီနော်မြန်မာနိုင်ငံရဲ့ဒီအာဏာသိမ်းထားတဲ့စစ်ကောင်စီဒီမြန်မာနိုင်ငံရဲ့တရုတ်ဝင်အစိုးရဖြစ်ပါလို့ရုရှားမပြောထားဘူးနော်တရုတ်မပြောထားဘူးအဲ့တော့မြန်မာနိုင်ငံတရုတ်ဝင်အစိုးရဒီကာလမှာဘယ်လိုလဲပြီးလိုက်တယ်တရုတ်ဝင်အစိုးရကပြည်သူမစစ်မရှိတည် ပြည်သူတွေဒါမြန်မာနိုင်ငံတည်ယုံအစိုးရဖြစ်တယ်ဒါကြောင့်မလို့ဒီဘက်ရောက်နေတဲ့နိုင်ငံတကာအတိုင်းအတာမှာကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့မျက်နှာငယ်ရတာဖြစ်တယ်။ဒါကြောင့်မလို့နိုင်ငံတကာရောက်ရှိနေတဲ့ပြည်သူတွေအနေနဲ့ဒီကာလမှာကိုအားကိုကိုတဲ့ကာလဖြစ်တဲ့အတွက်ဒီဥပဒေပေါင်းတွေကနေလှုပ်ရှားနေထိုင်ပြောဆိုကြဖို့နော်အားလုံးကသတိပေးပြောဆိုနေကြတာပဲဖြစ်တယ်။ဒီကာလမှာကျွန်တော်တို့မှအားကိုးစရာမရှိဘူး။ဟုတ်တယ်နော်နိုင်ငံမှာအစိုးရပဲ့နေတဲ့အခြေအနေ။အဲ့တော့နိုင်ငံတကာကကျွန်တော်တို့ကောင်းတဲ့နိုင်ငံရှိသလိုကျွန်တော်တို့နိုင်ငံနိုင်ငံရှိတဲ့ငယ်ကျွန်တော်တို့တိုင်းပြည်တိုးတက်တာကိုမနာလိုတဲ့တိုင်းပြည်တွေရှိတယ်။ကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီရဖို့အတွက်ကိုညီပတ်ဖို့တဲ့တိုင်းပြည်တွေရှိတယ်။ အဲ့တော့ဘလို့ဝင်ပြီကျွန်တော်တို့ကအမိမဲ့ငါရင်စင်းရင်းနှင်းငါလို့ပဲเนาะအမိမဲ့ငါရင်းနှင်းငါလို့ပဲကျွန်တော်တို့အတက်ရှူဝါဖို့အတွက်เนาะဒီချိန်ကာလလေးမှာအတက်ရှင်နိုင်ဖို့အတွက်เนาะကောင်းဖို့ရည်တည်နိုင်ဖို့အတွက်ကိုကျွန်တော်တို့အကောင်းဆုံးတွေးစားမယ် ကိုစီပြောတော့ရအောင်ကောင်းတယ်နော်ကျွန်တော်ခုချိန်မှာတော့မြောက်လိုင်းတို့စစ်တပ်ရဲ့နေကုန်းချို့တဖြည်းဖြည်းနဲ့မြင်နေရတဲ့အချိန်မှာပြည်သူတရလုံးအနေနဲ့တွေးမေးတော့ပဲနော်ဗျာနော်ရရဲ့နီးနဲ့ပူပေါင်းပုံချောက်ဖို့ပြောဆိုထားတာဖြစ်ပါတယ်ပြပရောက်တဲ့လူတွေကလည်းပြတော့မှလဲသူတို့ရောက်တဲ့နေရာတွေမှာဗောနော်အဲ့ဒီတိုင်းပြည်ရဲ့စီမင်းဥပဒေကိုလိုက်နေပြတော့မှကျွန်တော်တို့တော်လိုင်းမှာဆက်လက်ပြတော့မှပူပေါင်းပုံဖို့လိုနေတာဖြစ်တော့လို့ပြတော့မှရှိတဲ့ပြည်သူတွေနဲ့လဲစစ်ကောင်စီရဲ့ပေါ်တာဆွဲခြင်းကိုအထူးဂရုစိုက်ပြတော့မှဗောနော်ရရဲ့နီးနဲ့ပူပေါင်းပုံဖို့လိုနေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့စစ်ကောင်စီရဲ့ဗောနော်ပြန်ပြတော့မှတဖန် တံပြန်တက်ခိုက်ခြင်းကိုခံရမှာဖြစ်ပြီးတော့မှအခုလိုမျိုးတော်လိုင်းရဲ့အရာကောင်းနေတဲ့အချိန်မှာအလုံးစုစုစီစီနဲ့တိုက်ထုတ်နိုင်မယ်ဆိုတော့2025ခုနှစ်ဟာမြောက်လိုင်းတို့ physics ဆန်တဲ့ကြာဆုံးမယ့်နေ့ဆိုတာပြောရရင်လည်းကျွန်တော်ဒီနေ့မှနေပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။ဒီမနေ့မှာဆိုရင်ကျွန်တော်တို့တော်လိုင်းတရင်းကောင်းများစွာကြခဲ့ရတာဖြစ်တဲ့အတွက်မြို့ဝပြည်သူတွေနဲ့ဂျင်းနဲ့ဝမ်းသာမယ်လို့မျှော်လင့်ပါတယ်။ဆိုတော့နောက်လာမယ့်ပေါ့နော်တရင်းကောင်းတွေလည်းစောင့်မယ်ကြိုးရှုပေးကြပါလို့ပြောရရင်လည်းမြို့ဝပြည်သူများလုံးစိတ်ချမ်းသာကိုကြမ်းမှချင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေးချမ်းတဲ့နေ့လေးပန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။